ethics ဆိုတာစီးဆိုတာပါလဲဆောင်ကပြောပြတယ်တရားနဲ့တရားအရန်ခင်မင်းတဲ့နေရာနေပြီးတော့မှအကြောင်းမတိုက်ဆိုင်လို့မခင်ကြတော့ဘူးမုံသွားခဲ့မယ်ဆိုရင်တော့မှခင်မင်းကြတော့ကပြောခဲ့တဲ့လျှို့ဝှက်ချက်တွေအတွင်းစကားတွေကိုအတင်းမပြောတဲ့စီးတရားနဲ့တရားရန်ဖြစ်ရင်မဆိုင်တဲ့ personality တွေဒီတစ်ပိုင်းအားနဲ့ချက်ကို မပြောတဲ့စီးကိုယ့်ကိုယုံကြည်လို့ပြောခဲ့တဲ့စကားတွေကို မျက်နှလုံးမျက်နှာရအလိုချင်စောနဲ့သွားတည်မပီးတဲ့စီးကိုတိချင်တော့ကမေးခဲ့တဲ့စကားတွေကိုသူတပားကပဲတမင်အပုတ်ချပြောလာတယ်လို့မျိုးမိတ်ဆွေတငင်ချင်းတွေစီမှာသွားပြီးတော့မှဂုံးတိုက်တာတွေးထိုးတာမျိုး ရန်တိုက်ပေးတာမျိုးတွေမလုပ်တင်နဲ့စီးစီးမရှိတော့ရင်ဘာဖြစ်မလဲရှက်စရာကြီးပေါ့ဟုတ်တယ်တကယ်တော့ဘာမှမဖြစ်ဘူးကိုတန်ဖိုးကိုတတ်မှတ်တာပေါ့ အသက်ကိုလူကျင်ဝင်လူသိခါကျင်ဝတရားကိုကျင့်တရားဒီလိုမျိုးပေါ့အတိတ်ပဲအများကြီးဖွင့်ဆိုတာတွေရှိတယ်အချင်းချင်းပေါင်းသင်းဆက်ဆံနေရတဲ့ဒီလူအတိုင်းဝိုင်းထဲမှာနော်အသက်ဆိုတဲ့လူကျင်ဝင်ရှိတတ်ဖို့ကအရန်အရေးကြီးပါတယ်လူကျင်ဝတည်တတ်ခြင်းဆိုတဲ့အထက်မှာတယောက်နဲ့တယောက်လေးစားမှုတွေစီကမ်းတွေ လူသားချင်းစာနာမှုနဲ့နားလည်မှုတွေအများကြီးပါတာပေါ့ဒီတော့ ဘယ်ယာမျိုးက ethic ရှိတယ်လို့ခေါ်တာလဲငါချက်တင်နေငါပြောပြမယ် public area လို့ခေါ်တဲ့အများနဲ့သက်ဆိုင်တဲ့နေရာမှာစကားကိုအကျယ်ကြီးမပြောတာမျိုးတချင်းတန်အကျယ်ကြီးမဖွင့်တာမျိုးနံပါတ်2တစ်ချက်ကဝင်ပေါက်နေရာတွေမှာပြိမရက်တာမျိုးနောက်တစ်ချက်ကတခြားသူတွေစကားပြောရင်တဲ့အချိန်မှာကြားဖြတ်ပြီးတော့ဝင်မပြောတာမျိုးငွေကြီးအခက်အခဲရှိနေတဲ့တငယ်ချင်းတယောက်ရှိမှာ ကိုသုံးနေတဲ့တန်ဖိုးကြီး brand နဲ့အကြောင်းထုတ်ပြီးတော့မှ မပြောတာမျိုးမိသားစုဖြစ်နေရင်တောင်မှ သူများအခန်းထဲဝင်မယ်ဆိုရင်တကားခောက်ပြီးတော့မှဝင်တာမျိုး